မိတ်ဆွေမိတ်ဆွေရဲ့လုပ်ငန်းမှာအသုံးပြုနေတဲ့ Facebook page ကြီးကရုပ်ရည်များပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ဘာဖြစ်သွားမယ်ထင်လဲဟုတ်ကဲ့ပါဒီတောင်းရတော့ကျွန်တော် Facebook Security ဘိုင်းကိုပြောမှမဟုတ်ဘဲနဲ့အခြားတစ်ခုဖြစ်ပါတယ်ဘာအကြောင်းအဖြစ်မလဲဆိုတာကိုသိကြရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ဗျာအားလုံးမိင်္ဂလာပါဈေးစရာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ business နဲ့ marketing ဘိုင်းတွေကို sharing လုပ်ပေးနေတယ် ကြောင်ကိုဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ဖုန်းကိုဖုန်းနံပါတ်အစိမ်းတစ်ခုဝင်လာတယ်ကောင်းတယ်မမှတ်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်ကဖုန်းကင်လိုက်တယ်ဖုန်းကင်လိုက်တော့ကျွန်တော်လည်းသိခဲ့သေးပါပဲကျွန်တော်တို့အိမ်မှာဒီရေလိုင်းနဲ့ပတ်သက်ရင်အများအားပြင်ပေးနေတယ်အကိုပါသူဖုန်းဆက်တဲ့အကြောင်းကတော့အထူးပြတော့မဟုတ်ဘူးသူလက်ရှိသူသုံးနေတဲ့ဖုန်းကရုပ်တရက်သုံးဖို့အဆင်မပြေဘူးဖြစ်နေတဲ့အကြောင်းမလို့သူနောက်ထပ်ဖုန်းနံပါတ်အစ်တစ်တလုံးပြောင်းသုံးနေတယ်ဆိုတဲ့အကြောင်းကိုလမ်းပြီးတော့အကြောင်းကြားတာဒါကဘာများထူးဆန်းလို့လဲ ဘာမှမထူးဆန်းဘူးလို့ထင်ရပေမဲ့လုပ်ငန်းလုပ်နေတဲ့လူတယောက်အနေနဲ့ကျတော့ဒါလေးကတော်တော်လေးကိုအရေးကြီးတဲ့အချက်တစ်ခုလည်းမပါဝင်နေပါနဲ့။ဘာလို့လဲဆိုတော့သူကလည်းကျွန်တော်ကိုအဲ့ဒီလိုမျိုးဖုန်းနံပါတ်အသစ်ကိုမပို့ထားဘူးဆိုလို့ရှိရင်ကျွန်တော်ကလည်းဒီကြားထဲမှာအိမ်မှာအလုံးလုံးဆရာကိစ္စကူပေါ်လာရဆိုရင်ကျွန်တော်သူ့ကိုဖုန်းခေါ်မယ်။တစ်ခါနှစ်ခါသုံးခါခေါ်လို့မရဘူး။အဲ့တော့ကျွန်တော်ကလည်းလုပ်ဖို့အရေးကြီးနေပြီဆိုရင်အခြားသောတယောက်ယောက်အဆင်ပြေတဲ့လူကိုကျွန်တော်ထပ်ဆက်တွေ့ရှာကြံပြီးတော့ကျွန်တော်လုပ်ရလိမ့်မယ် ဒါဆိုရင်သူ့ရဲ့ customer ကို तू လဲဆိုဆုံးဆုံးရလိမ့်မယ်ဒီလိုမဖြစ်ဖို့အတွက် तू ကသူ့ရဲ့ phone number တက်ကိုပေးလိုက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာလည်း customer နဲ့ connection ရရှိဖို့အရေးကြီးပါလုပ်ငန်းတွေနည်းနည်းလာနည်းနည်းတော့ကြာပြီကျွန်တော်အတိအကျတော့မမှတ်မိတော့ဘူးတော်တော်များများသတိထားလိုက်မိမယ်ထင်တယ်ဇူဇူအိန္ဒိယကမင်္ဂလာဆောင်ကိုကပြန်လာပြီးတဲ့အချိန်မှာ Facebook ကြီးကဂျုံးဆို error တက်သွားတယ်လူတွေကတောင်းပြရမလို့မြောက်ပြရမလို့ဖြစ်ပုံနဲ့ပေါ့နော်အကြိမ်များပေါ့အဲ့လိုများတာမတော်တဆဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှ customer တွေကို အဆက်အသွယ်လုပ်ဖို့နောက်ထပ်ဘယ် channel အစင်းနေရှိနေလဲပေါ့အဲ့တော့အစပြီးတော့တော်တော်များများက Telegram channel တွေထောင်ကြတယ် Viber channel တွေနောက်အာ TikTok တွေဖွင့်ကြတယ်ပေါ့နော် TikTok ကတော့အဲ့ဒီမတိုင်ခင်ကလေးကလည်းခက်စားနေပြီဒါပေမဲ့အဲ့လိုအချိန်မှာတော့နည်းနည်းလူတွေကပို့ပြီးတော့လှူရှာပစ်သွားတယ်ဒါနဲ့တတိယပြောချင်တာကအကယ်၍ကျွန်တော်တို့ရဲ့ primary channel ဖြစ်တဲ့ Facebook page ကြီးကတော့စတစ်ခုခုဖြစ်သွားခဲ့ရင်တို့နဲ့အဆက်အသွယ်မပြတ်ဖို့အတွက်ကျွန်တော်တို့က secondary channel တစ်ခုစတင်ဘာရှိနေပြီလဲပေါ့ နောက်တစ်ချက်ကကြတော့ဒီကစတမာရဲ့ဖုန်းနံပါတ်နဲ့လိမ့်စာရဲ့ဒေတာတွေကိုကျွန်တော်တို့ဘလို့သိမ်းထားလဲဒါလေးရေးကြည့်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေကအဆက်အသွယ်မလုပ်တာကြာလို့ရှိရင်သွေးအေးသွားတဲ့အဆက်အသွယ်ပြတ်သွားတဲ့အတငယ်ချင်းတွေတောင်မှဗျာဖုန်းအမြဲတမ်းပြောနေတယ်တငယ်ချင်းတွေရံပါရံခါမှပုံပြောတဲ့တငယ်ချင်းတွေမတူဘူးဒီသဘောတရားအတိုင်းပဲကစတမာကလည်းကျွန်တော်တို့စီမှာအမြဲလိုလိုဝယ်နေတဲ့ကစတမာဆိုရင်ကျွန်တော်တို့နဲ့အဆက်အသွယ်မပြတ်ဘူးမိမတစ်ခါရောမတစ်ခါဝယ်တဲ့ကစတမာဆိုရင်ကျွန်တော်တို့နဲ့အဆက်အသွယ်ပြတ်တယ် အဲ့ဒီခါမျိုးမှာဘာဖြစ်တယ်လဲဆိုလို့ရှိရင် customer ဝယ်တော့မှအချိန်မှာကျွန်တော်တို့ရဲ့ page ကို meet သွားတာမျိုးဖြစ်နိုင်တယ်။အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းဖြစ်ဘူးလေကျွန်တော်လုံခဲ့တဲ့နှစ်နှစ်လောက်ပါတင်းတယ်ကလေးတွေကိုစုချဖို့ဆိုပြီးအဲ့လိုစာအုပ်တွေဝယ်တာခုကြတော့တခါအဲ့မှာကျွန်တော်ဝယ်ခြင်းတဲ့စာအုပ်ကအဲ့မှာရှိတော့လားမသိဘူးလို့ဆိုတဲ့အခါ meet သွားပြန်အဲ့ page messenger မှာမနေပြန်ရှာပေါ့နော်။အရှာလဲသူတို့ပဲပြည့်ပြသွားလားကျွန်တော်ပဲဟိုဟာဖြစ်ပြီးသွားလားမတွေ့တော့ကြာလဲကြာပြီဆိုတော့ဗျာ။ဆိုတော့အဓိကပြောချင်တဲ့ point ကဘာလဲဆိုလို့ရှိရင် ျွန်တော်တို့တစ်နှစ်မှာ3ခါ4ခါ5ခါအဆရှိတဲ့ဖြင့်အမြဲလိုလိုဝယ်ပြနေခဲ့ပြီရအောင်ကျွန်တော်တို့မမေ့သွားဘူးဒါပေမဲ့ရံပါရံခါလိုအပ်မှဝယ်ပြတဲ့ဟာမျိုးကျွန်တော်မေ့သွားတယ်ဗျအဲ့တော့မေ့သွားတော့မျိုးစိရှိမှပေါ်တဲ့အဆင်ပြေတဲ့ဟာကိုကျွန်တော်တို့ဝယ်လိုက်မိပြန်အောင်အဲ့လိုမဖြစ်ဖို့အတွက်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေက customer တွေအဆက်အသွယ်ပြုထားဖို့လိုပါတယ်ဆိုလိုချင်တာကကျွန်တော်တို့ခုနကပြောတဲ့ customer တွေဝယ်တဲ့ပစ္စည်းတွေဖုန်းနံပါတ်တွေလိပ်စာတွေ အဲ့လို data တွေကိုမှတ်ထားခြင်းအပြင်ဒီ customer ဒီဒီပစ္စည်းကိုတစ်လမှာဘယ်နှကြိမ်အစရှိပြင်တစ်လမှာဘယ်နှကြိမ်သုံးလမှာဘယ်နှကြိမ်တစ်နှစ်မှာဘယ်နှကြိမ်အစရှိပြင်သူတို့ရဲ့ဒီ cycle ကိုကျွန်တော်တို့ check ကြည့်ရတာပေါ့နော်ကြည့်ပြီးတော့ဟုတ်ပြီသူကတော့ပုံမှန်ဝယ်မဝယ်တာကြာပြီဆိုရင်ကျွန်တော်တို့ကသူတို့ကိုလှမ်းပြီးတော့ information ပေးလို့ရတယ်အမားကြီးဒီပစ္စည်းကအသေးရောက်နေပြီအမမဝယ်တာကြာလို့လိုအပ်မလားလို့လှမ်းပြီးတော့ပြောပြပေးရပါပေါ့ဒါမျိုးဒါမှမဟုတ်လည်းကျွန်တော်တို့ဒီသူဝယ်နေတဲ့ပစ္စည်းမှာအဲမော်ဒယ်တွေရောက်တာတော့ product တွေရောက်တာတော့ဆိုလို့ရှိရင်ကျွန်တော်တို့လှမ်းပြောလို့ရတယ် အမားရေကိုကြီးကျွန်တော်တို့ပစ္စည်းလေးတရားလုံနိုင်ပြီးတော့ចောင်းကြတာပါလိုရဲဆိုလို့ရှိရင်အမားလို့ရရင်တော့အဲ့မှာမှာပို့ပြီးတော့ဆွဲဆောင်မှုရှိဖို့အတွက်ဆိုလို့ရှိရင်ဒီစကောက်နေပါလေပေါ့ဗျာဆိုကြပါဆိုဘယ်နေအတွက်ဝင်ကိုတို့မှာတော့ဘယ်လောက်ရမှာနော်အဲ့ဒါလေးလဲလက်မလွတ်သွားအောင်လို့ကျွန်တော်လှမ်းပြီးတော့ပြောတာပါအဲ့လိုမျိုးစာပို့တယ်ပေါ့ဗျာမက်ဆေ့ချာစာပို့တယ်ပေါ့နော်ဒါမှမဟုတ်လေခုနောက်ပိုင်း telemarketing ဖုန်းဆက်တယ် something ပေါ့ကိုရီးရဲ့ contact ပေါ်မှာမူတည်ပြီးတော့အဲ့လိုပို့လိုက်တဲ့အချိန်မှာ တစ်မျိုးဖြစ်နိုင်တယ်ပေါ့နော်တစ်မျိုးကဘာလဲဆိုတော့အဟုတ်တယ်ဟာဒီပစ္စည်းတွေငါကုန်နေတာဝယ်ရအောင်မယ်တတိရပါတယ်ဝယ်ပြစ်သွားတယ်ပေါ့နော်အဲ့လိုလည်းဖြစ်နိုင်တယ်တစ်မျိုးကကျတော့ဘိုင်လာဖို့နေရာလည်းမျိုးဆိုအလိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုစာရီပို့လိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ်တယ်လီမာကတ်တင်းနဲ့ဖုန်းဆက်လိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ်တစ်ခါစာပို့ရင်ပေါ့နော်သူက reply မလုပ်ဘူးစင်းတော့မပြဘူးအမှနှစ်ခါစာပို့ရင်စင်းတော့ပြတယ် ဘာမှပြန်လို့ပြောတော့3000စာပို့ရယ်ဘာမှ reply မလာဘူးသူဒါ maximum ပဲ3000ဒါဆိုရင်သူ့ကိုကျွန်တော်တို့ကထပ်ပြီးတော့မဆက်သွင်းနေတော့ဘာလို့လဲဆိုတော့အနောက်ရှေ့ပေးရရောက်တယ်သူတို့ကဒါကျွန်တော်တို့ကိုသဘောမကျတော့တော့မို့ကျွန်တော်တို့ရဲ့ပစ္စည်းတွေဝယ်ဖို့သူ့မှာတော့အစီအစဉ်မရှိသေးဘူးဆိုတော့ကျွန်တော်သိတာညာအဲ့ဒါယူမှသွားပြီးတော့ပို့လို့ရှိရင်ဘာဖြစ်အန်ရိုင်းဖြစ်စီဒါဆိုရင်ကျွန်တော်တို့က marketing budget တပြားမှမကုန်မင်းနဲ့ကျွန်တော်တို့ပို့ပြီးတော့ရောင်းရတဲ့အနေအထားဖြစ်လာနိုင်တယ်ပြောချင်တာက customer နဲ့ကျွန်တော်တို့ connection ကောင်းခြင်းအားဖြင့် ခုနပြောလိုမျိုး update information လေးတွေပေးထားခြင်းအားဖြင့်ပြီးတဲ့ကြော်ညာကြမလို့ပဲနဲ့ကျွန်တော်တို့ရဲ့ customer အဟောင်းတွေကလည်းကျွန်တော်တို့ဆီမှာပြန်လာဝယ်နိုင်တယ်ခုနပြောတဲ့မေ့မသွားနိုင်ဘူးအဆက်အသွယ်အများအတန်းရှိနေနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့အဓိကပြောချင်တဲ့ UI ချက်ကတော့ customer ရဲ့အဆက်အသွယ်ပြတ်ပါစင်ရယ် primary channel အပြင် secondary channel တွေထားပါပြီးတော့ customer ရဲ့အချက်အလက်တွေကိုသိနိုင်လို့များသိအောင်လုပ်ထားပါ contact တွေလိမ့်စာတွေပြီးတော့တို့ရဲ့ဝယ်လို့ဝယ်ထားရှိတဲ့ပစ္စည်းတွေတို့ရဲ့ အဲဝဲတဲ့ frequency တွေပေါ့နော်ဒါကိုကျွန်တော်တို့ကတေချာလေးမှတ်ထားပါပြီးတော့သူတို့ကိုခုနပြောသလိုအဆက်အသွယ်မပြတ်အောင်လုပ်ထားပေးပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်း customer နဲ့ပို့ပြီးတော့ရင်းနှီးမှုရမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ရောင်းအားတွေကလည်း budget မပုံမင်းနဲ့ပို့ပြီးတော့တိုးလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကြောင်းအလေးကမိတ်ဆွေတို့အကျိုးရှိရဆိုရင်အခြားသူတွေသိအောင်လည်းမျှဝေပါလို့ရပါတယ်အခုလိုမျိုး marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်ကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ CC page ကို like and follow လေးလုပ်ထားစီခြင်းပါတော့ဗျာ โอเคအားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာ